မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းရွာရရှိခဲ့တဲ့အနေအဆအမှုချိန်များမှာနေပြည်တော်မှာ22ဒီဂရီဆယ်စီယက်82ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ20ဒီဂရီဆယ်စီယက်68ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6နာရီခွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းအောင်ရရှိတဲ့ပုံရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်ကင်းဆက်တလောက်ရှိနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင့်တက်မှာဒိတ်ထွက်တဲ့နေကကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ချန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနှင်းငယ်ဖြစ်ထွက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အသင့်တက်မှာဒိတ်ထွက်နေပြီးချန်ဒေသများမှာတိမ်အနှင်းငယ်ဖြစ်ထွက်နေပါတယ်အခုတွေ့မြင်နေရတဲ့တိမ်တိုက်ကတော့တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖမ်းဝောင်ကြောင့်ပဲဖြစ်ပါတယ်။အဆိုပါအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖမ်းဝောင်ဟာအရှိမျောက်ဖတ်သူဖြင်းချင်းစွာရွေလျားနိုင်ပြီးဒီကနေ့ညပိုင်းမှာတရုတ်နိုင်ငံထိုင်ဝမ်ကျောင်းအနီးကိုစတင်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာလိုင်းအသင့်အသင့်ရှိပါမယ်။လိုင်းမြင့်မှာမြမကင်မရာရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေခန့်ရှိနေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်များအနည်းငယ်ကတော့ခရင်ပြည်နယ်နဲ့ တနင်္လာတိုင်းဒေသကြီးတို့မှာနေရာကျကျနေတယ်။ကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးတချုံရပြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာတိုင်အသင့်အတင်ဖြစ်တော့မှာမယ်။နေပြည်တော်နဲ့ဤတော်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတိုင်အသင့်အတင်ဖြစ်တော့မှာမယ်။ အမြင့်ဆုံးပုံချိန်မှာ33ဒီဂရီဆဲစီရဲ့97ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲတိုင်အထင်အထင်ဖြစ်တော့မှာမယ်။အမြင့်ဆုံးပုံချိန်မှာ33ဒီဂရီဆဲစီရဲ့97ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲတိုင်အထင်အထင်ဖြစ်တော့မှာမယ်။အမြင့်ဆုံးပုံချိန်မှာ34ဒီဂရီဆဲစီရဲ့63ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမုတ်တချုံရွာနေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။